မူလပုံစံအတိုင်းတူအောင်ဖန်တီးပြလိုက်တဲ့ဒီလကဘာကြီးကြောင့်ဒူဘိုင်းကိုဒီကဘာလုံးကအံ့အားတင်နေကြတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါများ။ဘာမအိတ်တုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီ။ဒူဘိုင်းလို့ပြောလိုက်ရင်ရီမန်းချက်ကြည့်ပြီးတော့ခေရှိပြေးတဲ့ပြီးတော့ကလက်ရည်ထုံမွန်နေတဲ့အဆောက်အုံတွေပြည့်နေတဲ့အတိုင်းပြည်လို့လူတီများကြပါရီ။ဒူဘိုင်းအတွက်ကတော့လှုပ်ချင်တဲ့စီမံကိန်းတွေကိုဖြစ်အောင်သာအကောင့်ထဲပေါ်လိုက်ငွေစုရာခေါင်းထဲမထည့်နေဆိုပြီးတော့အစိုးရကိုယ်တိုင်ကခွင့်ပြုပေးကြတာပါ။ အခုဆိုရင်တော့လာကဘာကိုကိုရိုင်းတွားရောက်ခြေချခြင်းတဲ့သူတွေအတွက်ဒူဘိုင်းကအထူးစီမံကိန်းကြီးတစ်ခုကိုမိတ်ဆက်ပေးလိုက်ပါပြီ။ဘလို့စီမံကိန်းကြီးများဖြစ်မလဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုဇုံလေးလိုက်ပါကြည့်ရှုပေးကြပါအောင်များ။၂၀၂၂ခုနှစ်စက်တင်ဘာလတုန်းကကနေဒါပိတုကာကုမ္ပဏီတခုကဒေါ်လာ9ဘီလီယံတန်လက်ကဘာစီမံကိန်းကြီးတရက်ကိုဒူဘိုင်းမှာစတင်ပြီးတော့အကောင့်ထည့်ပေါ်ခဲ့ပါရီလက်ကဘာအဆောက်အုံကြီးကအမြင့်385ဘီတီရှိပါရီလက်စပီကာမှာတည်ဆောက်ထားတဲ့ MGS စက်လုံးနဲ့အတော်လေးစင်တူပါရီ ဒါပေတာကတော့လာကဘာကိုခြေချရောက်ရှိသွားတယ်လို့မျိုးခန်းစားမိအပန်းဖြေစီမံကိန်းတစ်ခုဖြစ်ပါလိမ့်။အခုနောက်ပိုင်းမှာဆိုရင်တော့နာမည်ကြီးဆယ်လီတွေကဘာကျော်တထေးကြီးတွေစားတဲ့ပုံကိုတွေကအာဂါတာရဲ့ဒီခြေဆန်းရောက်ရှိနိုင်မှုတွေကြိုးစားလာခဲ့ကြပါလိမ့်။အာဂါတာတွေကိုအလေပတ်ခရီးစဉ်တွေထွက်လာကြပါလိမ့်။အဲ့ဒီတော့ NASA တို့ Elon Musk တို့ရဲ့ Space X တို့နဲ့ချိတ်ဆက်ကြရပါလိမ့်။ခွင့်ပြုချက်ရသည်တီဆောင်ဆိုင်ကြရတာဖြစ်တယ်လို့ကိုယ့်ရဲ့အသေးကိုလည်းကိုမပိုင်တာကြောင့်ငွေကုန်ကြေးကြများသလောက်အန္တရာယ်လည်းအတော်များတယ်လို့ပြောရမှာပါ။အခုတော့ဒါတွေမလိုအပ်တော့ပါဘူး။ ဒီပန်းပြင်းနေရာကိုသာလာရောက်မယ်ဆိုရင်တင်းနေတဲ့အာဂတတွေကိုရောက်ရှိနေတယ်လို့ပုံစံမျိုးခံစားရစီမှာပါလူတွေတောင်းလေမာလွင့်နေပါလိမ့်မယ်အခြေဒီကစားလို့အကုန်လုံးတူအောင်ဖန်တီးကြပါရီလာရောက်လေပတ်ကြတဲ့ဧည့်သည်အနေနဲ့အာဂတဝိဇုံဝိပြီးလာကဘာပေါ်မှာလမ်းလျှောက်နိုင်အောင်လဲစီစဉ်ပေးကြပါရီလာမျက်နှာပြင်ပေါ်မှာအမှန်တကယ်လမ်းလျှောက်နေရတဲ့ပုံစံတိုင်းခံစားနိုင်မှုအတွက်အသေးစိတ်ကစားလို့ဒီစားရေးဆွဲဖန်တီးကြတာပါဒီစီမံကိန်းကြီးကတော့အိန္ဒိယကာတာနိုင်ငံကိုရှင်ဖိုက်နိုင်မှုအတွက်စိုင်းပြင်းလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်ဖြစ်ပါရီ ။ဘာလို့လဲဆိုတော့ကာတာမှာ2022တုန်းကကမ္ဘာ့ဗလားဘောလုံးပွဲကိုကျင်းပခဲ့ပါပြီ။အဲဒါကြောင့်ကမ္ဘာလက်ခီးသွားတွေကဒူဘိုင်းထက်ကာတာနိုင်ငံကိုရောက်ရှိသွားခဲ့တာပဲများလို့ဒီနေ့မှာဒူဘိုင်းကခီးသွားလုပ်ငန်းကားတွေဝင်ဝင်များစွာထိခိုက်ကြဆင်းခဲ့ရပါပြီ။အဲဒါကြောင့်လည်းကမ္ဘာ့ဗလားပြိုင်ပွဲကိုလာရောက်ကြတဲ့ကမ္ဘာ့တလောကဧည့်သည်တွေလည်းသိရှိသွားအောင်လို့ဒူဘိုင်းကလာကမ္ဘာစီမံကိန်းကြီးကိုကြော်ညာလိုက်တယ်လို့ပုံစံမျိုးနဲ့စာရင်းကောင်းထည့်ပေါ်ခဲ့တာပဲဖြစ်ပါပြီ။ဒီလကမာပန်းပြေစီမံကိန်းကြီးထဲမှာ Sky Pillar တွေများစွာကိုလည်းထည့်သွင်းတည်ဆောက်ထားပြီးတော့ဧည့်သည်အယောက်9000လောက်ကိုတပြိုင်နက်တည်းတဲကိုနေထိုင်နိုင်အောင်လို့စီစဉ်ထားရှိပေးထားပါပြီ။ ပေါ်ကင်လောက်တာတွေများလုံးလို့ကြိုတင်စီရင်ပေးထားတာတောင်မှအလို့ရရနေပြုလုပ်ကြရတယ်လို့လည်းဆိုပါရီဒီနေရာမှာတဲကိုနေထိုင်ရင်လူတိုင်းရဲ့စိတ်ကိုကျေနပ်မှုတွေရရှိစေနိုင်မှာပါလူတွေကိုအကြိုက်မျိုးဆိုပေမဲ့လည်းလူတိုင်းရဲ့အကြိုက်ဖြည့်ဆည်းနိုင်အောင်လို့စစ်တမ်းကောက်ယူပြီးတော့ကိုအနုစိတ်ဖြည့်ဆည်းထားပါရီနိုင်ကလတက်ဘရော့ကဲခြင်းလားယာရီဇန်နီယာတီရဲ့ဖြော်ရည်ပွဲကိုနားထောင်ခြင်းလားယာရီဗီနိုင်ငံကအစားအစာကိုမှားခြင်းတာလဲယာမီအဓိကအဖြစ်တော့ငွေပဲလို့ပါရီငွေရှိရင်တော့ဒီနေရာမှာတင်လို့ခြင်းအမှန်တမ်းအားလုံးရပါလိမ့်မယ် အာဂတပြခန့်အစီအစဉ်မှာဆိုရင်လေရှေးခေတ်တမိုင်းကျောင်းတွေအားလုံးကိုလူလေသိမရှိပြသထားပါရီနောက်ပြီးတော့ကဘာမီကနေလကဘာကိုအမှန်တကယ်တွားရောက်ရတယ်လို့အာဂတလုံးမြင့်ရင်နေဖန်တီးပေးထားပါရီအာဂတဝိစုံနေဝင်ပြီးတော့ DNA စီးနင်းကဖန်တီးထားတဲ့လကဘာစီကိုတွားရောက်ရမှာဖြစ်ပါရီလကဘာပေါ်မှာခြေချလမ်းလျှောက်နေမှုအထိအစီအစဉ်ပေးထားတာဖြစ်ပါရီဒူဘိုင်းရဲ့လကဘာဘန်းပြစီမံကိန်းကြီးကဒူဘိုင်းရဲ့ခေတ်ရှိပြည်နေတဲ့ပြည်ယုတ်တစ်ခုအဖြစ်သာမကကမ္ဘာလက်ခီးတဲ့မြောက်ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ကြောင်းပါအစုံနီလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ